ောယေဒာဘုရံညာနာတတနံပဇာနာတိတဲ့သမာဟိရောယေဒာဘုရံသမာဟိရောသမာဓိဆိုတဲ့ကိုယ့်ရဲ့စိတ်အစဉ်မှာကြည်လင်တတ်သားမို့ညင်သက်မို့ရှိလာပြီဆိုလို့ရှိရင်ယထာဘုရံဟုတ်တယ်မှန်သောပဇာနာတိတဲ့တင်သိမြင်နိုင်တဲ့ဖအားတွေရလာတယ်အဲ့တော့အရှိခံကအဲ့ဒီပညာတရားတွေရဖို့တဲ့ဘသူဥဆောင်ရမယ်သတိဥဆောင်ရတယ် ကြသောယောဂီဘန္တရာကံတို့နေရာဖြစ်ကိုရိုးရည်ဒီကနေ့သမထဝိပဿနာဆိုတဲ့ဒီတရားနှစ်ပါးကိုကျင့်ကြံပေါ်မြတ်အထောက်နေခြင်းဟာအဓိကဘာရဖို့အတွက်ပထမဦးဆုံးအထောက်နေကြသလဲလို့ဒီလိုလေကိုယ့်ကိုယ်ကိုတိဖို့စင်ကြင်ဖို့မလိုဘူးလားအဲ့တော့ပြောနံပါတ်1နံပါတ်3 一年呀。Yeah, yeah.